ပကုံးမြို့တွင်ပျောက်ဆုံးနေသည့်ကျောင်းသားတဦးကိုလက်ပြန်ကျိုးဒုက္ခသေဆုံးနေသူကိုတွေ့ရှိခဲ့ပြီးကျူးလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမိမင်္ဂလာပါအော်ဒီယိုဘိုင်းစွန်နိုင်ကနေကြိုဆိုပါရစေယခုတစ်ခါမှာတော့ Eleven Media Group Facebook Page ကနေတင်ထားတဲ့ပကုံးမြို့တွင်ပျောက်ဆုံးနေသည့်ကျောင်းသားတဦးကိုလက်ပြန်ကျိုးဒုက္ခသေဆုံးနေသူကိုတွေ့ရှိခဲ့ပြီးကျူးလွန်ခဲ့သူနှစ်ဦးကိုဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာ ဗကောမြို့တွင်ပျောက်ဆုံးနေသည့်ចောင်းသားတဦးကိုလက်ပြန်ကျိုးတုတ်ကတေဆုံးနေသည်ကိုတွေ့ရှိခဲ့ပြီးကျိုးလွန်ရက်သူနှစ်ဦးအားဖမ်းဆီးရမိပြီဖြစ်ကြောင်းဗကောမြို့ခြေဆိုင်သူပနာမှုလူမှုကွန်ရက်အသင်းမှတာဝန်ရှိသူတို့ကပြောကြားပါတယ်အသက်73နှစ်ရွယ်မောင်တက်နိုင်မင်းမှာမေ20ရက်ညနေ9နာရီခွဲကန့်တွင်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီးမေ23ရက်နနက်9နာရီတွင်၎င်းအားလက်ပြန်ကျိုးတုတ်ကဥကောင်းအားအဖြစ်ဆိုလျက်တေဆုံးနေသူကိုပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ကလေးကို23ရက်မနက်9နာရီလောက်မှာမစင်းဆက်ခြုံတော်ရဲကနေပြန်တွေ့တယ်။လက်ကိုနောက်ပြန်ချိုးတုပ်ထားတယ်။ပြီးတော့ခေါင်းမှာအိတ်ဆွထားတယ်။ကြံနဲ့ပြင်ပတန်ရတော့မတွေ့ရဘူး။အသက်ရှူကြက်ပြီးတေဆုံးလာလို့စေးစားအရသိရတယ်။ဗကုံးမြို့ခြေဆိုင်သူပနာမှုလူမှုကွန်ရီအတင်းမှတာဝန်ရှိသူတို့ကပြောကြားခြင်းဖြစ်ပါတယ်။အစောပိုင်းကလေးငယ်ကိုဖမ်းဆီးကတပ်ဖြတ်ခဲ့တဲ့တရားခဏဦးကိုလည်း မေလ24ရက်နေ့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တရားခဏ်ကနှစ်ယောက်ပေါ့အသက်ကြီးပိုင်းတွေသူ့ဗနာမှုလူမှုကွန်ရက်တဲမှာတာဝန်ရှိသူတို့ကဆက်လက်ပြောကြားခြင်းဖြစ်ပါတယ်။မေ21ရက်ညနေ9:00နာရီခန့်ကပဲခူးမြို့မစင်ရက်ကွက်မဟာစည်ဒီ3လမ်းနေမောင်တက်နိုင်မင်းမှာနေရှိတွင်တငယ်ချင်းများနဲ့ဘောလုံးကန်နေစဉ်ချေရင်နေမှ32နှစ်အရွယ်နိုင်အောင်ဖြိုးဆိုသူသည် မဟာစေရီဘောလုံးကွင်းတွင်ဘောလုံးတစ်လုံးတွေ့ခဲ့ပြီးသွားကောက်မည်ဟုဆိုကာဆိုင်ကယ်နှင့်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုသိရကြောင်းမောင်တန်းနိုင်မင်းရဲ့မိသားစုဝင်နဲ့နှီးဆက်သူတို့ကပြောကြားပါတယ်။၎င်းကဆက်လက်ပြီးတော့နိုင်ဝဲလောက်ကြတော့နိုင်အောင်ဖြိုးကဆိုင်ကယ်နဲ့ပြန်လာတော့မောင်တန်းနိုင်မင်းကပန်းမလာဘူး။အဲ့ဒါနဲ့မောင်တန်းနိုင်မင်းရဲ့မိဘတွေကမေးတော့နိုင်အောင်ဖြိုးကသူအလောကိစ္စနဲ့မျိုးတိဘက်သွားเสียချင်လို့မောင်တန်းနိုင်မင်းကို မဟာစရီလမ်းထဲမှာချပေးခဲ့ရလို့ပြောတယ်။မောင်တက်နိုင်မင်းကမဟာစရီဘောလုံးကွင်းဘက်ကိုလမ်းလျှောက်သွားရလို့ပြောပြီးသူ့အိမ်ကို ပြန်သွားတယ်။အဲ့ဒီနောက်ပိုင်းကလေးကပျောက်နေတာ။ထိုနေ့ညပိုင်းတွင် မောင်တက်နိုင်မင်း၏မိဘများထံဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာပြီးနောက် မောင်တက်နိုင်မင်းအားပြန်လို့ခြင်းမှာကည7:00နာရီတိတိတွင်မဟာစရီအရှိတ်မုတ်အနေရှိဘောလုံးကွင်းသို့ဝေကျက်9သိန်းနဲ့အတူလာခဲ့ရန်နဲ့ ရတဖတ်တံအကြောင်းကြားပါကမောင်တက်နိုင်မင်း၏အသက်အားအာမမခံဟုပြောဆိုလာသည့်အတွက်ကြောင့်ရတဖတ်တံအကြောင်းမကြားဘဲမိဘများမှချင်းဆိုသည့်နေရာသို့တွားရောက်ခဲ့တော်လဲမြေသူ့ကိုမျှမတွေ့ခဲ့ရကြောင်းနဲ့မောင်တက်နိုင်မင်း၏ရုပ်လောင်းအားမေ23ရက်တွင် မစင်းဆက်အနည်းရှိချို့တစ်ခုတွင်တွင်တွေ့ရှိခဲ့ရကြောင်း၎င်းက ပြောဆိုပါတယ်တက်ဆိုင်ရာကနိုင်အောင်ဖျိုးဆိုင်ကယ်ဖြင့်တွားလာခဲ့သည့်လမ်းကြောင်းတိုင်း CCTV တပ်ဆင်ထားသည့်နေရင်နှင့်ဆိုင်များသို့လိုက်လံစစ်ဆေးကြည့်ရှုရာနိုင်အောင်ဖြိုးသည်အခန်းဖြစ်ချိန်တွင်ညီကိုဝမ်ခွဲတော်ဆက်သူမစင်းတိုးချက်နှစ်ရက်ခွဲ့တွင်နေထိုင်သောအသက်32နှစ်အရွယ်အောင်ကျော်သောခကျော်ရင်းနှင့်တူလက်ဖက်ဆိုင်ထိုင်ခဲ့ကြောင်းသိရပါသည်နိုင်အောင်ဖြိုးကအောင်ကျော်သောခကျော်ရင်းကိုပြန်ခေါ်ခဲ့ပြီးမောင်တက်နိုင်မင်းထံမှ၎င်းပေးခဲ့သည့်နိုင်လွန်ကျိုးနှင့်ပြည်နယ်အိတ်ခုံအားယူ၍ အစဉ်ဆက်အနည်းတွင်မောင်တက်နိုင်မင်းအားခြေလက်များကျွတ်တုတ်ချင်အောင်၍လက်ပင်အားအစိုးရကျိုးဖြစ်ထပ်မံရစ်ပတ်ချင်အောင်ကမျက်နှာကိုပီနန်အိတ်ဆွတ်ခဲ့ကြကြောင်းနဲ့မောင်တက်နိုင်မင်းမှရောင်းကန်အောင်ဟစ်သဖြင့်လက်ပင်ကြောကုန်းနဲ့ခြေတော်တို့အားနင်းပြီးကျိုးအားပုံမတင်ကျက်အောင်ဆွဲတင်းကထိုးကြိတ်ကန်ကြောက်ခြင်းများပြုလုပ်ခဲ့ရမှမောင်တက်နိုင်မင်းမှခေါမရတော့ပဲတည်ဆုံသွားခဲ့သဖြင့်အလောင်းအားအနည်းရှိခြုံတော်ရက်တွင်ပြစ်ထားခဲ့ပြီး ချောင်းနောက်တွင်ရှိနေသည့်ကာကေယောင်မိုးကဖြစ်ဖောက်အောက်ထားခဲ့သည်ဟုဝန်ခံထွက်ဆိုခဲ့ကြောင်းလုံချုံရေးတပ်ဖွဲ့နှင့်နေဆက်သူတို့ကပြောပါတယ်။မောင်တန်းနိုင်မင်းမှာပဲခုံးမြုပ်အမှတ်3အခြေခံပညာအထက်တန်းကျောင်းတွင်ပညာသင်ကြားနေသူတို့ဖြစ်ပြီးမောင်တန်းနိုင်မင်း၏ရုပ်လောင်းအားပဲခုံးဆဲယုံကြီးမှသူမနာမှုလူမှုကွန်ရက်အသင်းမော်တော်ယာဉ်ဖြင့်ယူဆောင်ကမေ23ရက်မွန်လွဲ2နာရီတွင်စင်မြူကွင်းတုတ်တန်၌တကြိုခဲ့ကြောင်းသိရပါသည် ဆိုပါចောင်းသားလေးတိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ကျော်သူမော်ဆိုတဲ့ Facebook account ကဒီလိုမျိုးရေးတင်ထားပါသေးတယ်။အကျွေးတင်၍ကလေးကိုပန်းသွေးဦးသွေးရန်လှူဆောင်ခဲ့သူနှစ်ဦးပျောက်ဆုံးနေသူဘကုံးမြို့မစင်းရက်ကွက်မဟာစရီတုံးလန်းနေဒေါ်ရင်ရင်မွန်တို့ရဲ့သားဖြစ်သူအသက်၁၄နှစ်ရွယ်ခုနှစ်တန်းចောင်းသားလေးမောင်တက်နိုင်မင်းရဲ့ဓာတ်ပေါ်ဒီကို23ရက်5လ2025ရဲ့နေ့နနက်9:00နာရီချိန်တွင် မစင်းဆက်ပေးခြုံထဲတွင်တွေ့ရှိခဲ့ပြီးလူသက်တရခန်းနှစ်ဦးအားဓာတ်ပေါ်ရီစတွေ့ချိန်မှစ၍24နာရီတွင်ခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မြို့နယ်မှုနယ်အဖွဲ့ပဲခူးအမတ်နှင့်နံမြေရဲစခန်းမှစကမ်းမှုပပူဟံနယ်ရင်းအင်ချက်ဒူရဲအုပ်ဝေဖြိုးခိုင်ဖွဲ့တို့မှအမှုဖြစ်မတင်ကားသူပဲခူးမြို့မဟာစရီ၃လမ်းနေနိုင်အောင်ဖြိုး၃၁နှစ်အားဖန်စီစစ်စေးရမှာ မှုမှန်ပေါ်ပေါက်ခဲ့ပြီးပြစ်မှုကျွလွန်ခဲ့ရာတွင် ပါဝင်ခဲ့သူဘကုံးမြုပ်မစင်းတိုးချက်နှစ်နေအောင်ကျော်သောခကျော်ကြီးအသက်32နှစ်တိုးကိုအမှုဖွင့်လှစ်လိုက်ပြီးအများဆုံးတရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။မောင်တက်နိုင်မင်းပေါ်သူတို့ကျွလွန်ခဲ့ကြတဲ့ပြစ်မှုနဲ့ပတ်သက်ပြီးမနေညကလေးကသူတို့နှစ်ယောက်ကဝန်ခံခဲ့ကြတာပါ။ဒါပေမဲ့ပိုပြီးတည်ကြအောင်နဲ့ ူတို့သဘောနဲ့သူတို့ဝန်ခံကြလာပဲဖြစ်တဲ့အတွက်ဒီနေ့24ရက်5လ2025ရက်နေ့မှာပဲအတည်ပြုခဲ့တာပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးရမှာပြင်းမှုကျိုးလွန်ခဲ့သူအောင်ကျော်သောခကျော်ကြီးကသူ့မှာအကျွေး300လောက်ဆက်ဖို့ရှိနေတော့သူဟာငွေလိုနေတယ်ပေါ့သူနဲ့ညီကိုဝန်ကွက်တော်တဲ့နိုင်အောင်ဖြိုးကလည်းငွေလိုနေကြတယ်အဲ့တော့အလွယ်နဲ့မြ мян ပိုက်ဆံရဖို့နီလန်းကို သူတို့နှစ်ယောက်ကြံစီခဲ့ကြတယ်အဲ့ဒါကတော့မောင်တန်းနိုင်မင်းကိုဖမ်းဓာတ်ပုံရိုက်ပြီးသူ့မိဘတွေစီဆက်သွက်မယ်ပိုက်ဆံတောင်းမယ်ငွေညှစ်ကြမယ်ရားတဲ့ပိုက်ဆံနှစ်ယောက်ခွဲလို့ကြမယ်ပေါ့သူတို့နှစ်ယောက်သဘောတူကြပြီးအစဉ်ပြေမဲနေ့အချိန်နေပေးတဲ့နေ့မှာလုပ်ငန်းစကြမယ်ပေါ့မောင်တန်းနိုင်မင်းကိုဖမ်းပြီးထားလို့ရနိုင်မယ်မြို့ဆောင်လမ်းနဲ့မစင်းဆက်အနီးတစ်ဝိုက်ကိုသူတို့နှစ်ယောက်သွားလေ့လာကြတယ် ပြီးတော့အခင်းဖြစ်မဲ့မစင်းဆက်အနေရလူရှင်းတဲ့နေရာကိုရွေးလိုက်ကြပြီးသူတို့အစီအစဉ်ကို မေလ22ရက်နေ့ကိုရွေးလိုက်ကြတယ်အဲ့ဒီနေ့ညနေကမောင်တက်နိုင်မင်းကြောင်းစင်းပြီးအိမ်သားမှာသူ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြတယ်အဲ့ဒီအချိန်မှာအောင်နိုင်ဖြိုးကဆိုင်ကလေးစည်းနဲ့ရောက်လာပြီးမင်းတို့ကန်နေတဲ့ဘောလုံးထက်ကောင်းတဲ့ဘောလုံးတစ်လုံးကိုငါမဟာဆွေဒီဘောလုံးခွင်းသားမှာတွေ့ခဲ့တယ် သွားကောက်မယ်ဆိုပြီးဖျားအောင်နဲ့ကြံတဲ့ကလေးတွေကကျွန်တော်တို့လဲလိုက်မယ်ဆိုတော့မလိုက်နဲ့ငါဆိုင်ကလေးကနှစ်ယောက်ပဲစီးလို့ရတာတက်နိုင်မင်းတယောက်ပဲလိုက်ခဲ့ဆိုပြီးသူ့ဆိုင်ကနဲ့ခေါ်သွားတယ်မောင်တက်နိုင်မင်းကလည်းဘောလုံးခရစီဖြစ်တာရဲ့သူ့ကိုလာခေါ်တဲ့နိုင်အောင်ဖြိုးကလည်းဆွေမျိုးလိုနေကြတော့ယုံပြီးလိုက်သွားတယ်နိုင်အောင်ဖြိုးဟာသွားကလေးဟာကျိုးတွေနဲ့ပီနံအိပ်ပါဝဲသွားတယ် မစင်းစဲနာရောက်တော့မင်းဒီမှာခဏစောင့်နေအောင်ဆိုပြီးသူနဲ့နဝန်းဝဲတော်တဲ့အောင်ကျော်စောခေါ်ကျော်ကြီးကိုဖုံးဆက်ခေါ်လိုက်တယ်ပြီးတော့သူတို့နှစ်ယောက်မောင်တက်နိုင်မင်းရဲ့ခြေရည်လက်တွေကိုနောက်ပြန်ကျိုးတွေနဲ့တုပ်ကြတယ်ပြီးတော့ကောင်းလေးရဲ့ကောင်းကိုပြင်းနံအိတ်နဲ့ဆုတ်ပြီးတပ်ပုံရိုက်တယ်သူတို့နှစ်ယောက်အစီအစဉ်ကဒီတပ်ပုံပြပြီးမောင်တက်နိုင်မင်းရဲ့အဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်ပေါ့ဝေညစ်မဲ့ပေါ့ပိုက်ဆံတောင်းကြမဲ့ပေါ့ အဲ့ဒီချိန်မှာမောင်တက်နိုင်မင်းကကြောက်လန့်တကြားထအော်တယ်။အော်ဟစ်ပြီးပန်ဝေါ်ချင်ကိုအကူညီတောင်းတယ်။သူ့အော်တန်ကြတော့မောင်တက်နိုင်မင်းရဲ့ကြောပေါ်တက်နေပြီးလက်ရဲမှာခြိထားတဲ့ကျိုးတွေကိုအားနဲ့ဆွဲကြပြီးတော့အတန်မထွက်နိုင်အောင်လုပ်ကြတယ်။ကလေးဟာအသက်ရှူကြက်ပြီးဆုံးသွားခဲ့တယ်။ဆေးရောင်ကြီးရဆေးမှတ်တမ်းရကောင်လေးရဲ့လက်ရင်းရိုးပါကျိုးသွားရလို့သိရပါတယ်။အဲ့ဒီနောက် မောင်တန်းနိုင်မင်းရဲ့အလောင်းကိုနီးစပ်ရာခြုံနဲ့ပစ်ထားခဲ့ကြပြီးသူတို့အိမ်သူတို့ဟန်မပြက်ပြန်လာခဲ့ကြတယ်။မောင်တန်းနိုင်မင်းဟာဖျားယောင်းခေါဆောင်သွားခြင်းခံရတဲ့အချိန်နဲ့တေဆုံးချိန်ဟာနိုင်ဝက်ကျော်လောက်ပဲရှိကြောင်းတွေ့ရပါတယ်။အခန်းဖြစ်ပြီးနောက်ပြင်းမှုကျွလွန်သူနှုတ်ဦးကမောင်တန်းနိုင်မင်းရဲ့မိခင်ဖြစ်သူဒေါ်ရင်ရင်မွန်ထန်ဖုံးဆက်ပြီးဒီည7နာရီတိတိချိန်မှာမောင်တန်းနိုင်မင်းကိုငွေ9သိန်းနဲ့ မဟာသရီဘောလုံးကွင်းသားမှလာရွေးဖို့ဆက်သွယ်ခဲ့ကြပါတယ်။ယင်းနောက်ညာ၁၂နာရီခန့်အချိန်တွင်တပ်နိုင်မင်းကိုဖောင်ကြီးစစ်သားစုဆောင်ရေးမှရောက်နေတယ်လို့ဖုံးဆက်ပြောကြပြီးသူတို့နှစ်ယောက်ကျူးလွန်ခဲ့တဲ့ပြစ်မှုကိုမရိပ်မိစေဖို့လမ်းကြောင်းလွှဲခဲ့ကြပေမဲ့မိမိကျူးလွန်ထားသောအပြစ်တွေကမနေပဲကိုပြိုးတဲ့ကံကိုထံပြန်ရောက်ပြီးအများအမုံတင်တို့လမ်းဆုံးသွားပါပြီကွာတင်ထွန်းပကော နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြာတွေဝေးကွာကြပါစေဗျာ